ဘဝခရီးဝယ်ရွေးချယ်ရမည်လမ်းနောက်ဆုံးအပိုင်းဆက်ဆံရေးလူဆိုတာတဲ့တယောက်တည်းနေတာမဟုတ်ဘူးတဲ့အ ਨੇ ဆုံးတော့မိသားစုနဲ့နေတာတဲ့နော်ဆိုတော့အပေါင်းတင်းနဲ့နေတဲ့အခါမှာဘယ်လိုနေရမလဲမေတ္တာတရားနဲ့နေပါတဲ့နော်မေတ္တာနဲ့နေတဲ့အခါမှာဒုက္ခရောက်တဲ့ပုံကိုတွေ့လာတတ်တယ်ဒုက္ခရောက်တဲ့ပုံကိုဝိုင်းဝန်းကူညီဖြေရှင်းပေးပါတဲ့ ဘယုနာမုဒိတာနော်အဲ့ဒါတွေနဲ့နေပါတဲ့မနာလိုဝန်တုံမှုအိတ်တာတွေနဲ့မထားပါနဲ့တဲ့ဆိုတော့မေတ္တာကယုနာမုဒိတာနော်ဇမဆိုတရား၄ပါးမှာမေတ္တာကယုနာမုဒိတာအဲ့ဒါတွေနဲ့နေပါဥပိ္ပခာကြတော့အသေးစိတ်ပြန်ပြီးတော့ရှင်းပြတယ်ဥပိ္ပခာဆိုတာရက်ွက်ထဲမှာနားလေသဘောပေါက်နေတဲ့ဥပိ္ပခာလို့မျိုးမဟုတ်ပါဘူးတဲ့နော် ဆိုတော့ဥပိ္ပခါကိုတင်ချာလေးအများကြီးချင်းပြတာเนาะဟိုဟိုဆောင်းမျိုးပွဲမှာမေးချင်လို့ပေါ့ဆိုတော့ဒီပါဠိတွေကမကြက်ဘူးမဟုတ်ဘူးကြက်မယ်ဒါပေမဲ့နောက်ဆုံးမှာနောက်ဆုံးမှာเนาะနောက်ဆုံးမှာအာအခုလက်တော်ကတော့ပါဠိလိုဖြေပါဆိုမှဖြေရတာဆိုတော့လေဒီ level 1ကတော့မလို့သေးဘူးကျော်ဝိုင်းလည်းရတယ်အချိန်ရှိရင်တော့ကြက်ကြက်ကြက်မယ်ပေါ့เนาะဒီဥပိ္ပခါဆိုတာ ဒေဝတ္တအင်ကုလိမာလာမာလာနာလာကိရိစိတာရောယာဟုလာဥပမာတွေပေးပြီးတော့ဒီဥပက္ခကိုကြည့်ရတော့ရှင်းတယ်နော်ပြီးရင်အာဂတိ၄ပါးသန္တာဂတိဒေါသဂတိမောဟဂတိဘယဂတိဒါဒီကြက်စာတွေနော်ဒါကြက်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 ယုံလွယ်လို့ဘာမှမလုပ်ဘူးလုပ်လို့မရဘူးဒါတွေကအကုန်လုံး၄မျိုး၄မျိုးမှတ်ကြမှာပေါ့နော်ဆိုတော့ ဓမ္မဆိုတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပိ္ပခာအာဂတိ၄ပါးလောဘဒေါသမောဟအလောဘအဒေါသအမောဟနော်ဆိုတော့ပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာဓမ္မဆိုတရား၄ပါးနဲ့နေပါနောက်တော့တေချာတဲ့လမ်းဆိုတော့ဘာလဲမပြည့်ရှင်းနိုင်တဲ့ပြဿနာတွေဟာကြံ့နေတယ်တဲ့နောက်ဘဝရှိလားမရှိလားစတဲ့ဟိုဆုံးဖြတ်လို့မရတဲ့ကိစ္စတွေပေါ့နော်ဆိုရင် နှစ်ဖက်တေချာတဲ့နန်းကိုရွေးပါတဲ့ဖြေမထုတ်နိုင်တဲ့ဟာကြတော့တေချာတဲ့နန်းကိုရွေးပါတဲ့နော်နောက်ဘဝရှိလားမရှိဘူးလားကောင်းအောင်ပဲနေလိုက်မယ်ရှိရင်နောက်ဘဝရှိရင်လည်းအဆင်ပြေတယ်မရှိဘူးဆိုရင်လည်းဒီဘဝမှာအဆင်ပြေတယ်ဒီလိုမျိုးနှစ်ဖက်ကောင်းတဲ့နန်းကိုရွေးပါတဲ့နော်ကာလမတုတ်ကဒီနောက်ပိုင်းပဝင်းကြီးနဲ့ဆက်ဆံရေးလိုပါလို့စပ်ပါသေးတယ်အဲ့ဒါဟိုလူတိများတာတော့50ချက်နဲ့ပဲပြီးသွားတာ เนาะဆိုတော့ကုသိုလ်အကုသိုလ်နှစ်ဖက်အကျိုးနှစ်ဖက်တေချာတဲ့နန်းကိုရွေးပါတဲ့เนาะဒါတေချာတွားဖက်လိုက်မခတ်ပါဘူးလောဘဒေါသမောဟဆိုရင်မကောင်းဘူးအလောဘအဒေါသအမောဟကောင်းတယ်เนาะဒါကတဘာဝတရားပဲဖြစ်တယ်မြတ်စွာဘုရားကတဘာဝတရားကိုသိမြင်တာတွေ့ရှိတာမိမိရဲ့တွေ့ရှိချက်သိမြင်ချက်တွေကိုလိုက်နာကျင့်သုံးဖို့ဟောတာ ဖရာရှင်ကလောဘမကောင်းလို့ဟောလို့လောဘမကောင်းတာမဟုတ်ဘူးသူ့နှကိုတဘာဝကိုကလောဘမကောင်းတာဖရာရှင်ကတွေ့နေတယ်အဲ့ဒါကြောင့်မို့လို့လောဘမကောင်းဘူးလို့ဟောဟိုဟောဟောပြလမ်းညွှန်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကာနာမတုံဘောကီးကဟိုနည်းနည်းစိတ်အငြင်းအကျင်းများတို့ဘာလို့လို့မျိုးလေး နည်းနည်းဟိုမှတ်စုတွေပါထုတ်ကွာတိတ်အဆင်မပြေဘူးအဲ့ဒါကြောင့်မလို့နောက်ဆုံးမှလေ့လာပါလို့ပြောတာပေါ့နော်စိတ်အငြင်းကြေးတို့ဘာလို့ကြတော့သူတို့က organize လုပ်ရတာအဆင်ပြေတယ်လေအခုကကြတော့အဲဆရာတော်ကလည်းဟို theory အရာပေါ့ပထမဦးဆုံးတရားဆိုတော့ဒီဘဝခကြီးကိုလမ်းညွှန်ပြရတာပေါ့လေနော်အဲ့ဒါမှနောက်ပိုင်းအဆက်ဆက်မိသွားမှာဆိုတော့ဟုတ်ပါဘူးဘဝခကြီးကတော့ ဒီလောက်ပါပဲဒီမှာပဲရက်ပါတယ်เนาะနောက်အပတ်ကျရင်တော့မေတ္တာတော့တွားတာပေါ့